အားလုံးပဲမင်္ဂလာပါဗျာအမျိုးဥတန်ဒီမန်ကနေပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရလားဒီနေ့ဗီဒီယိုတော့ကျွန်တော်ပေါ်ပေါ်ပါပါလေးနဲ့ပြောပါမယ်သမရဒေါ်နီထရန့်လက်ထက်မှာပေါ့နော်ကျွန်တော်တို့ဒီအရှင်တွေကတခဏအတွင်းမှာပြောင်းလဲတဲ့တဲ့သဘောရှိရပေါ့နော်ဒီအခုလည်းယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးတော့မှသဘောထားတွေအမြင့်အဆန်ပြောင်းလဲလာခဲ့တာကိုတွေ့ရပါတယ်ဒီသမရဒေါ်နီထရန့်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးကိုသူပြောဆိုပြီးတဲ့နောက်24နာရီအတွင်းမှာပဲသူ့ရဲ့သဘောထားတွေပြောင်းလဲသွားခဲ့ပြီးတော့ဒီအနာဂတ်မှာရုရှားအပေါ်မှာဒီယူကရိန်းရဲ့တိုက်ခိုက်မှုတွေရှိလာတော့မယ့်အကြောင်းကိုပြောခဲ့ပြန်ပါတယ်။အဲ့ဒါအဲ့ဒီလိုမျိုးဒီပြောပြီးမကြခင်ပေါ့တော့ဒီ25ရက်နေ့မှာပဲယူကရိန်းကရုရှားရဲ့ဂျက်ဖိုက်တာစင်ကိုပစ်ချလိုက်ပါတယ်။အဲ့ဒီဂျက်ဖိုက်တာပစ်ချတဲ့အကြောင်းကိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာအသေးစိတ်ပြောပြအောင်မှာတော့မဟုတ်ပါဘူး။ဒီဟိုဘက်ကျွန်တော် Boundary Sharing Channel မှာကျွန်တော်အဲ့ဒီအကြောင်းကိုတင်ပြထားပါမယ်။ အခုကျွန်တော်ဒီဗီဒီယိုကိုလုပ်နေတာကတော့ကျွန်တော်ဒီ26ရက်နေ့ပေါ့နော်သူတို့က25ရက်နေ့ကသူတို့ပြစားလိုက်တယ်ကျွန်တော်ဒီ26ရက်နေ့မှာဒီဗီဒီယိုလုပ်နေတာပါပြီးတော့မှကျွန်တော်28ရက်နေ့မှာမှကျွန်တော်တို့ကတင်ပေးရတာပေါ့နော်အဲ့တော့ဒီဇလန်စကီရဲ့ဆွေးဆောင်မှုရှိတဲ့ရှင်ကပ်ပုံကထရန်ရဲ့ယူကရိန်းအပေါ်မှာရှိတဲ့တန်တရားကိုဘလို့ကြောင်းပြန်လှန်လိုက်တယ်လဲဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကို Wall Street Journal ကထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီဆောင်းပါးမှာဘလို့ဖော်ပြထားလဲဆိုတော့ဒီ American သမ္မတကတဲ့ ယူကရိန်းကိုအမြဲထောက်ခံပေးနေတဲ့အမေရိကန်အရာရှိတွေနဲ့တိတ်မကြသေးခင်ကမှတွဲဆုံခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတည်းမှာယူကရိန်းဆိုင်ရာကိုယ်စားလှယ်ဒီ Cape Kilo နဲ့ကုလသမဂ္ဂဆိုင်ရာအမေရိကန်တပ်အမတ်အသစ် My Wars တို့လည်းပါဝင်ပါတယ်။သူတို့က Donald Trump ကိုလက်ရှိတိုက်ပွဲအခြေအနေတွေအကြောင်းပြောပြပြီးမကြသေးတဲ့နှစ်တွေအတွင်းမှာရုရှားရဲ့တိုက်ခိုက်မှုကအများကြီးတိုးတက်မှုမရှိဘူးဆိုတာကိုထောက်ပြခဲ့ပါတယ်။နောက်ပြီးတော့မှဒီ American ထောက်လင်းရေးရဲ့ထောက်ခံမှုလိုအပ်မယ်ယူကရိန်းထိုးစစ်တစ်ခုအကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်ယူကရိန်းကသာတကယ်ထိုးစစ်ဆင်မယ်ဆိုရင်ဒါဟာအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်လာပါလိမ့်မယ်ဘယ်နေရာမှာဖြစ်မလဲရည်ရွယ်ချက်ကဘာလဲဆိုတာဘယ်သူမှအတိအကျမသိကြပါဘူးဒါပေမဲ့ဒေါ်နီထရက်ရဲ့သဘောထားကဒီအပြောင်းလေးမြန်တာကိုတော့ကျွန်တော်တို့ဒီနေရာမှာသတိပြုသင့်ပါတယ်ဒီအချက်တွေကိုကျွန်တော်တို့စုပေါင်းပြီးတော့မှကောက်ရှက်ချလိုက်မယ်ဆိုရင်ယူကရိန်းဟာကြီးမားတဲ့ထိုးစစ်တစ်ခုကိုစီစဉ်နေတယ်ဆိုတဲ့ယူဆချက်ကဖြစ်နိုင်ကြီး ရှိလာပါပြီ။ယူကရိန်းရဲ့ထိုးစစ်အစ်စ်ကဘလို့ပုံစံဒီဖြစ်လာမယ်ဆိုတာကတော့မသိရသေးပေဘောနော်ဒီဒါကယူကရိန်းအတွက်ကောင်းမွန်တဲ့အကြောင်းအရာတစ်ခုဖြစ်လာနိုင်ခြင်းရှိပါတယ်။ဒီတိုက်ခိုက်မှုမှာဖြစ်နိုင်တဲ့ရွေးချယ်မှုတစ်ခုကဘာလဲဆိုတော့တာဝေးပြေးဒုံးကျည်တွေနဲ့ဒရုန်းတိုက်ခိုက်မှုတွေပေါဝင်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့တစ်ခေါက်တုန်းကဒီဖလာမင်ဂိုဆိုတဲ့တာဝေးပြေးဒုံးကျည်တစ်ခုကိုယူကရိန်းကမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီဒုံးကျည်အကြောင်းကိုကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ပြီးတင်ထားပေးတာရှိပါတယ်။အဲ့ဒီဒုံးကျည်ဟာဆိုရင် ကြီးမားတဲ့ထိပ်ဘူးကောင်းကိုလည်းတည်ဆောင်နိုင်တဲ့ဒုံကျည်ဖြစ်ပါတယ်။ဒုံကျည်တွေထဲမှာတလုံးတာမှမဟုတ်နှလုံးဟာခရိုင်းမီးယားမှာစံသပ်ပြီးဖြစ်နိုင်တယ်လို့အစီရဲခန်းစာတွေကဆိုထားပြီးတော့ KGB ရဲ့ရှေးဟောင်းနေရာတစ်ခုကိုဖျက်ဆီးခဲ့တဲ့အတွက်ကြီးမားတဲ့ရှမ်းခွဲကြီးတစ်ခုကျင်ခဲ့တယ်လို့လည်းဆိုပါတယ်။ယူကရိန်းမှာဒီဒုံကျည်တွေအများအပြားရှိမယ်လို့ကျွန်တော်တို့ယုံကြည်ရပြီးတော့မှဒါတွေကိုပြင်းထန်များစွာကိုတိုက်ခိုက်တဲ့နေရာမှာပေါ့နော် drone အုပ်တွေနဲ့အတူအသုံးပြုလာနိုင်ပါတယ်။ကုန်းချောင်းထိုးစည်းဆင်ဖို့လည်းဖြစ်နိုင်ရည်ရှိပါတယ်။ဒါပေမဲ့ ယူကရိန်းမှာအာဏာချက်တွေကတော့အများကြီးရှိပါတယ်။ကျွန်တော်တို့ရုရှားနဲ့ရှင်လိုက်မယ်ဆိုရင်စစ်သားဥယျာဉ်လည်းယူကရိန်းဘက်ကနေပါတယ်လို့ဒီစစ်လက်နက်ပစ္စည်းကလည်းအတော်လေးကိုနေတာပါ။ပြီးခဲ့တဲ့တလောရုံကနှစ်ဖက်စလုံးရဲ့ဒီကုန်းကြောင်တိုက်ခိုက်မှုတွေဟာအောင်မြင်တာမျိုးမရှိခဲ့ပါဘူး။ယူကရိန်းကဒီကုန်းကြောင်တိုက်ခိုက်မှုကိုလုံးဖို့အတွက်ကြိုးစားမယ်ဆိုရင် Brian Cash ဒါမှမဟုတ် Background မှာတော့ဒီဖြစ်မှာမဟုတ်ပါဘူး။အကြောင်းကတော့အဲ့ဒီနေရာတွေကယူကရိန်းအတွက်မဟာဗျူဟာမြောက်အားသာချက်တိတ်မပေးနိုင်လို့ဖြစ်ပါတယ်။ ဒီ Dwayne's data မှာပို့ပြီးတော့မှဖြစ်နိုင်ခြင်းရှိပါတယ်အဲ့ဒီ data ဟာနောက်ကာလမှာဖြစ်လာနိုင်ခြင်းရှိတယ်ငြိမ်းချမ်းရေးသဘောတူညီချက်မှာလည်းဒီနေမြေလေးလေးရေးကိစ္စနဲ့ပတ်သက်တဲ့အရေးကြီးတဲ့နေရာတခုဖြစ်ပါတယ်နောက်ပြီးတော့သမရပူတင်ကလည်းဒီကြန့်ရှိနေတဲ့အဲ့ဒီ data ကိုသူအသေးအတန်လိုချင်နေတာပါယူကရိန်းကဒီတောင်ဘက်ပိုင်းကပိုပြီးဝေးတဲ့နေရာတွေမှာလည်းရှစ်တိုးဖို့ကြိုးစားနိုင်ပါတယ်ဒါပေမဲ့ Dwanes BND Pokro ပတ်ဝန်းကျင် area ကအဓိကတိုက်ပွဲမြေဖြစ်ပါတယ် ရုရှားအနေနဲ့ဒီပိုကရောကိုတင်ပိုင်ဖို့အတွက်တနည်းကြောင်စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးအဲ့ဒီနေရာတွေမှာဒီဖြစ်တဲ့တိုက်ခိုက်မှုတွေဟာဆိုရင်စစ်ပွေးရဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုတွေဖြစ်ပါတယ်နောက်ပြီးတော့မှရှစ်တန်းစစ်မြေပြင်မှာအဓိကထိခိုက်တိုက်ဆုံမှုတွေရှိကြတာပါယူကရိန်းကအဲ့ဒီဒေသမှာရှိတဲ့ရုရှားစစ်တပ်တွေကိုနောက်ဆုံးအောင်တိုက်နိုင်မယ်ဆိုရင်ရုရှားရဲ့စစ်ရေးကျူပတ်မှုကိုအကြည့်အကျဉ်းအားနည်းတော့စေနိုင်ပါတယ်အဲ့ဒီဒေသမှာဒီရုရှားဘက်ကနေမြေအုပ်စိုးမှုမရှိဘူးဆိုရင် ငင်းချင်းရဲ့ဆွေးနွေးပွဲလုပ်တဲ့အခါမှာလည်းဒီ Donetsk ဒေသကိုတောက်ဆုပ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ Ukraine ကဘေးနေရာကိုတိုက်ခိုက်နိုင်မလဲဆိုတာကိုအတိအကျပြောဖို့တော့ခက်ပါတယ်။တိုက်ပွဲဒေသကရှုပ်ထွေးပါတယ်။ဒါပေမဲ့ Donetsk ရဲ့ရည်တည်ချက်ဘလောက်မြင်မြင်ဆက်ဆက်ပြောင်းလဲသွားတယ်လဲဆိုတာကိုကျွန်တော်တို့သတိရတယ်။ Your relationship with President Trump seems to have improved. Is that fair to say? I think we have uh, better relation than before. And uh, I think we, we didn't have a uh, close relation because we didn't have maybe time. I don't know. I don't know other reasons. It's good that we have often phone calls and meetings. And uh, I think uh, the fact that Putin uh, was lying to President Trump so many times also made difference between us. <laughs> လန်စကီကအခုလိုဆင့်တက်ခဲ့ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဘတော်မှအလုံးမဖြစ်တဲ့အပြင်ပူတင်ကလည်းအမြဲလိန်ညာနေတဲ့အတွက်စစ်ပွဲကဆက်ဖြစ်နေတာလို့သူကပြောပါတယ်။ဒေါ်နီထရန့်နဲ့အင်ဖြူတော်ပြောရေးဆိုခဲ့ရှိသူဒီကာရိုလိုင်းလေဗစ်တို့ကလည်းဒီနေ့အစောပိုင်းမှာအဲ့ဒီသဘောတက်ရောက်တဲ့ကိစ္စမျိုးကိုပြောခဲ့ပါတယ်။ပူတင်ဘက်ကငြိမ်းချမ်းရေးအကြောင်းကိုပြောတယ်ဆိုပေမဲ့လည်းညာဘက်ရောက်တဲ့အခါကျရင်သူတို့လုံနေကြအတိုင်းဒုံးကျည်တွေပြုတ်လွှတ်ပြီးတော့မှတိုက်ခိုက်လေးရှိတယ်လို့သူကဆိုပါတယ်။ အချိန်ကြာလာတော့ပူတင်ဟာရိုးသားမှုမရှိဘူးဆိုတာကိုဒေါ်နယ်ထရန့်သဘောပေါက်လာခဲ့ပုံပါပဲဒါကဇယ်လန်ရဲ့တစိတပိုင်းပဲဖြစ်ပါတယ်ဒါပေမဲ့ဇယ်လန်စကီးဟာအရန်တော်တဲ့နိုင်ငံရေးသမားတယောက်ဆိုတာကိုတည်ထားဖို့ကျွန်တော်တို့လိုအပ်ပါလိမ့်မယ်ယူကရိန်းရဲ့နိုင်ငံရေးအကြောင်းအားလုံးကိုကျွန်တော်တို့မသိပေမဲ့ဒေါ်နယ်ထရန့်ရဲ့သူ့ရဲ့ဆက်ဆံရေးကိုဘလို့စီမံခန့်ခွဲတယ်ဆိုတာကိုကြည့်မယ်ဆိုရင်အရန်ကိုစမဲကြတယ်ဆိုတာကိုတွေ့ရပါတယ်ပြီးခဲ့တဲ့အမေရိကန်ရွေးကောက်ပွဲအတွင်းမှာ ဒေါ်နီထရန့်နဲ့ဘိုင်နဲ့ဘယ်သူနိုင်မလဲဆိုတာမရှင်းလင်းသေးတဲ့အချိန်မှာဒီဇလန်စကီဘက်ကနှစ်ဖက်စလုံးနဲ့စကားပြောခဲ့ပါတယ်။သူကစကားပြောရတဲ့လူအပေါ်မှာမူတည်ပြီးတော့မှအเจ้าရောင်တွေကိုမတူအောင်တင်ပြခဲ့တာပါ။ဒေါ်နီထရန့်နိုင်သွားတဲ့အခါမှာဇလန်စကီကသူ့ရဲ့ message ကို American နဲ့စီးပွားရေးမိဖက်ဆက်ဆက်ရေးတိစောက်ရေးဘက်ကိုပြောင်းနေလိုက်ပါတယ်။ဘိုင်နဲ့သမ္မတအဖြစ်ဒီတာဝန်ယူတုံးဇလန်စကီကဒီမိုကရေစီအရေးနဲ့အင်းဒီဂျန်တွေကိုကာကွယ်ရေးအပေါ်မှာအာရုံစိုက်ခဲ့ပါတယ်။ဒေါ်နီထရန့်တက်လာတဲ့အခါမှာတော့ဒီစီးပွားရေးဘလို့ညှိနှိုင်း ဆောင်ရွက်မလဲဆိုတဲ့ကိစ္စကိုပဲအရေးပေးပြီးတော့မှရှင်းကပ်မှုပြုလုပ်ပါတယ်ဒီချက်တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်သူဟာဘယ်လောက်ထိတောင်မှလိုင်လျောညီထွေမှုရှိအောင်လုပ်တတ်တယ်လေဒီမဟာဗျူဟာကိုဘလို့အသုံးပြုရမလဲဆိုတာတွေကိုတည်တည်ချာချာကြည့်နေတာပါအခုတော့ဒီသူ့ရဲ့ဆောင်ရွက်ချက်တွေကြောင်းပဲဒီအကျိုးအမြတ်တွေအများကြီးပေါ်ထွက်လာခဲ့ပြီဆိုတာကတော့မြင်လို့မရပါဘူးယူကရိန်းဟာဒီဥရောပသမဂ္ဂနဲ့နေတိုးလို့စီကနေလုံလောက်တဲ့ထောက်ခံမှုရမယ်ဆိုရင်ဒီစစ်ပွဲကိုအနိုင်ရနိုင်တယ်လို့ဇယ်လန်စကီကိုဒေါ်နီထရန့်ကပြောခဲ့ပြုပါတယ် Are you surprised to hear that? A little bit. <laughs> A little bit. I mean, this, uh, uh, I'm sure, in my people, in my army, and I'm sure in strengthening of the United in support of the United States. But President Trump was more positive in it, and uh, he showed that he wants to support Ukraine to the very end. So we understand now that we are ready to finish this war as quick as possible. And he wants, and I want, and our people want. But he understands that Putin doesn't want, and he understands that he is not winning, but he sails to everybody that he will win. And uh, I see very I, it, it, was a little bit surprised for me. You, right. I was very positive signals so from, from, the side that, that Trump and America will be with us to the end of the war. Yes, we will see. Brett, yeah. right? we will see. But I, God bless, it will be so. Was <laughs> ဒီကိစ္စကတကယ်ကိုအရေးကြီးပါတယ်ဒါပေမဲ့လေဒီစစ်ပွဲကိုအဆုံးသတ်ဖို့စိတ်ဝင်စားတာကတော့ရုရှားဖြစ်ပါတယ်စစ်ပွဲဆက်လက်ဖြစ်ပေါ်နေတာကလည်းရုရှားအတွက်ဒီအကျိုးကျေးဇူးတွေရှိနေလို့လို့ကျွန်တော်တို့ပြောနိုင်ပါတယ် ူတင်ရဲ့အစိုးရကရုရှားကိုစစ်အတွင်းမှာ စီးပွားရေးအဖြစ်ဒီပြောင်းနေလိုက်ပါတယ်။သူကဒီဆင်းရဲတဲ့နေရာတွေမှာရှိတဲ့စက်ရုံတွေကိုပြန်ဖွင့်ပြီးတော့မှဒရုန်းတွေတင်ကားတွေ KME ကြောက်တွေ fiber optic cable တွေနဲ့ဒီအခြားအရာတွေကိုစပြီးသူထုတ်လုပ်ခဲ့ပါတယ်။တချိန်ကအလုံးမရှိခဲ့တဲ့လူအများအပြားကအခုတော့အလုံးပြန်လုံးနေရရပါတယ်။စစ်ပွဲပြီးဆုံးတော့ရင်ဒီဝင်ငွေတွေပြောက်ကွေသွားလိမ့်မယ်။စစ်မှုထမ်းတဲ့စစ်သားတွေဟာလည်းသူတို့ဒီအရက်ဖက်လုပ်ငန်းတွေမှာလုံးမဲ့လာခတဲ့အများကြီးပို့ပြီးတော့မှရှာနေကြတာပါ။ စစ်သားတယောက်တေဆုံးသွားပြီဆိုလို့ရှိရင်လည်းဒီကြံရစ်တဲ့မိသားစုဟာဒီရော့ချင်းငွေအများအများရရှိတဲ့အတွက်တချို့ဆိုရင်တော်တော်လေးအဆင်ပြေတော့ကြားတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒါကကျွန်တော်တို့ဒီတစ်ဖက်ကပြောတဲ့အခါကျတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတွေလည်းကျွန်တော်တို့သတင်းတွေမှာတွေ့ရပါတယ်စစ်ပွေးတာပြီဆုံးသွားမယ်ဆိုလို့ရှိရင်ဒီလိုကိစ္စမျိုးလည်းရှိလာတော့မှာမဟုတ်ပါဘူးခန့်အပ်ထားတဲ့စစ်သားတပ်သန်းကျော်ဟာလည်းအလုံးလက်မေးအနေနဲ့အင်ပြန်ကြရမှာဖြစ်ပါတယ်စစ်ပွေးကိုပြတ်ပြတ်တတ်တတ်အနိုင်မရပေးနဲ့ပြီးသွားမယ်ဆိုရင်လည်းစစ်သားတွေအနေနဲ့ဒီ အကျိုးမရှိတဲ့စစ်ပွဲကိုတိုက်ပဲရားတယ်ဆိုပြီးတော့မှဒွါသာထွက်ကြမှာပါဒါကြောင့်ပူတင်အနေနဲ့စစ်ပွဲကိုဆက်လက်ပြီးတော့မှတိုက်ခိုက်ဖို့အတွက်ရွေးရှည်တာကသူ့အတွက်ပို့ပြီးလုံခြုံစေတဲ့သဘောပါဒါကြောင့်ရုရှားဘက်ကငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့ကိစ္စကိုဇလန်စကီကထောက်ပြခဲ့တာဖြစ်ပါတယ်ယူကရိန်းဘက်ကတောင်းဆိုမှုတွေအများကြီးကိုသဘောတူခဲ့ပေမဲ့လည်းရုရှားကတော့သူတို့ရဲ့အကြီးကပန်းတိုင်ဖြစ်တဲ့ဒီအလုံးစုံအနိုင်ရရှိမှုကိုပဲသူတို့ဆက်လက်ရှိတဲ့နေပါတယ် ီကိစ္စမှာငြိမ်းချမ်းရေးကိုတားဆီးတဲ့သူကရုရှားတွေပဲဖြစ်ပါတယ်အမေရိကန်ရဲ့ဒီဒုသမတဖြစ်တဲ့ JD Vance ကလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မပြောခဲ့ပါဘူးရုရှားအနေနဲ့ဆွေးနွေးပွဲကိုလုပ်ဖို့လိုရမယ်မဟုတ်လို့ရှိရင်တော့သူတို့နိုင်ငံအတွက်အစီအစဉ်တွေပို့ဆိုးလာလိမ့်မယ်လို့ JD Vance ကပြောပါတယ်ယူကရိန်းအနေနဲ့ဆွေးနွေးပွဲလုပ်ရမယ်လို့သူပြောခဲ့တာမဟုတ်ပဲရုရှားကဆွေးနွေးပွဲလုပ်ရမယ်လို့ပြောခဲ့တာပါဒါတာဝန်တစ်ခုလုံးကိုရုရှားအပေါ်မှာပုံချလိုက်တာပါတစ်ချိန်တည်းမှာပဲ Donald Trump ရဲ့ message တွေကပိုပြီးရှင်းလင်းလာနေပါတယ်။ဒါပေမဲ့ Donald Trump ပြောတဲ့စကားတွေဟာဟိဟန်ထုတ်ပြီးပြောတာလားတကယ်ကြီးပြောတာလားဆိုတာကိုတော့လူအများစုကဝေခွေးမရဖြစ်တတ်ပါတယ်။ဒါပေမဲ့အခုဒီချိန်မှာတော့ပြဿနာရဲ့အဓိကဟာရုရှားဖြစ်ပြီးတော့စစ်ပွဲအဆုံးသတ်ဖို့လိုအပ်မယ်လို့အခါခါပြောနေတာကိုတွေ့ရပါတယ်။အဲ့တော့ JD Vance ပြောခဲ့တဲ့စကားဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ပါ။ The president has grown very confident that this war is bad for Russia. You hear me say this all the time. You hear the president say this all the time. The, the war is bad for Russia. It's bad for Ukraine. It's bad for America. We want the killing to stop. That remains the president's position. But the president also can look at reality on the ground. He sees the economic numbers that are coming out of Eastern Europe. He sees the number of dead people, both Russians and Ukrainians, that are happening in that war. And the president is telling Vladimir Putin it is time to stop the killing. He would say that to, the, to, to Zelensky. In fact, has said that to Zelensky. He wants this war to end, and he's doing everything that he can to stop it. But look, if the Russians refuse to negotiate in good faith, I think it's going to be very, very bad for their country. That's what the president made clear. It's not a shift in position. It's an acknowledgment of the reality on the ground. We're going to keep on fighting for peace every single day in the Trump administration. How ရုရှားကိုစတင်ရှင်းရှောက်လာပြီဆိုတာကိုမြင်တွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်အနည်းငယ်ကပိုလန်နိုင်ငံကလည်းဒီကုလသမဂ္ဂလုံခြုံရေးကောင်စီမှာရုရှားရဲ့ကျူးကျော်မှုတွေကိုရပ်တန့်ဖို့အတွက်တောင်းဆိုခဲ့ပါတယ်။တကယ်လို့နောက်ထပ်တစ်ခုကျူးကျော်လာမယ်ဆိုရင်တကယ်ပြေရှားတော့မယ်လို့တတိပေးခဲ့ပါတယ်။အဲ့ဒီဗီဒီယိုလေးလည်းကျွန်တော်မျိုးစုရဲကြည့်လိုက်ပါ I have only one request to the Russian government. If another missile or aircraft enters our space without permission, deliberately or by mistake, and gets shot down and the wreckage falls on NATO territory, please don't come here to whine about it. You have been warned. Thank you. အဲ့တော့ဒုတိယသမ္မတဒီ JD Vance ကလည်းရုရှားပေါ်မှာထားရှိတဲ့သဘောထားကိုတိတိကျကျထုတ်ပေါ်ပြောကြားခဲ့ပြီးပါပြီ။နှစ်ပတ်စလုံးအပေါ်မှာပြောနေတာမဟုတ်ပဲရုရှားအပေါ်မှာသာပြောခဲ့တာပါ။တကယ်လို့ဒီရုရှားဘက်ကသာစိတ်ရင်းအမှန်နဲ့ဆွေးနွေးပွေးလာမလို့ဘူးဆိုရင်အစီအစဉ်တွေပိုဆိုးတော့လိမ့်မယ်လို့ပြောခဲ့တာပါ။ ယူကရိန်းနဲ့ရုရှားဟာဒီအစီအစဉ်ကိုရှင်းကပ်ပုံချင်းလုံးဝမတူပါဘူးအခုချိန်မှာအမေရိကန်အနေနဲ့စကားနဲ့သာတတိပေးနေတယ်ဆိုပေမဲ့လည်းနောက်တစ်ချိန်မှာတော့တကယ့်လက်တွေ့ရောက်လာနိုင်တယ်လို့မျှော်လင့်ရပါတယ်အမေရိကန်ကရုရှားအပေါ်မှာစိန့်ရှောက်ပြောဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ Fox News က Vice War ကိုမေးမြန်းခဲ့ပါတယ်သူကအမေရိကန်ရဲ့အမျိုးသားလူချုပ်ရဲ့အကြံပေးဟောင်းဖြစ်ပြီးတော့မှမကြတိခင်ကမှဒီကုလသမဂ္ဂဆိုင်ရာ UN ပန်အမတ်အဖြစ်ခန့်အပ်ခံရသူပါ NATO အဖွဲ့ကဒီ ရုရှားလေယာဉ်တွေကိုပစ်ရှားတာတင်းတော်ရဲ့လားဆိုတဲ့မေးခွန်းကိုသူကအခုလိုပြန်ဖြေခဲ့ပါတယ် Common sense uh, coming from the president. We talked about this in my first Security Council meeting, which was uh, just Monday that the Estonians called. Uh, and between the violations of Romanian airspace, Polish airspace, and now uh, Estonian airspace, I look, I think Putin, the Russians, should take the message from the president. He's not messing around. He's incredibly serious. The Iranians learned painfully uh, that he will use sticks as well as carrots. American အနေနဲ့ Russia jelly တွေကိုပြစ်ရှာဖို့ဒါမှမဟုတ်ဒီလေယံမှုတွေကိုတတ်ဖို့မလိုအပ်ပါဘူး။ဒါပေမဲ့ NATO ကိုထောက်ခံတယ်ဆိုတာကို Russia နဲ့ Putin ကိုပြတင်ပါလိမ့်။ UN အမတ်ကလက်တွေ့သဘောထားဆိုတဲ့ကိစ္စကိုလည်းပြောခဲ့ပါလိမ့်။ဆိုလိုတာကတော့ NATO ဟာလိုအပ်လို့ရှိရယ်လေယံတွေကိုပြစ်ရှာတားဆီးမှာဖြစ်ပါလိမ့်။ မိုင်းဝက်စ်ကဒါကိုကုလသမဂ္ဂမှာရှိတဲ့ရုရှားအရာရှိတွေကိုရှင်းရှင်းလင်းလင်းပြောထားပြီးသားဖြစ်ပါတယ်။အမေရိကန်မန်တန်ရေးဝန်ကြီးစကော့ဘက်ဆန်တော်မှဒီအကြောင်းကိုပြောခဲ့ပါတယ်။ဒါကပုံမှန်တော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဗန်ဒါရေးဝန်ကြီးတွေဟာနိုင်ငံခြားရေးမူပေါ်ဒါအသေးစိတ်ကိစ္စတွေတွေကိုအများအပြားဝင်မပါတဲ့လို့ပါ။ဒီနေရာမှာလည်းဒီကော့ဘက်ဆန်ပြောခဲ့တဲ့စကားကိုကျွန်တော်တို့ဆက်ပြီးကြည့်အောင်ပါ။ But now Putin has started making incursions you know, into the NATO borders. Exactly. Uh, so the one thing I can tell you is uh, the U.S. is not going to get involved with troops or any of that. We will sell the Europeans weapons. And then the Europeans can pass them on to Ukraine. President Trump wants this war to end. He said several times yesterday he thought it would be the easiest one to end. Uh, President Putin has made it clear that you know, he just keeps escalating. And you know, it, it, it's a race between the Ukraine military, uh, the Russian economy, and we want our European allies to uh, step up and the focus on the sources of the revenues for the Russian economy, right. and it's oil. And, and Maria, just to be clear, just to be clear, this goes back to the original sin from President Trump's first term where he told them, do not, do not create Nord Stream 2. Yeah. And it was that reliance on Russian energy that got us here. Well, I mean, look, we had. ရုရှားတွဲစည်းဘောရဲ့အဆင်ပြေလာနိုင်သလိုအနောက်တိုင်းနိုင်ငံတွေအတွက်လည်းဆွန့်အင်အရင်အမြစ်ဒီပြေဝလာနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးဆက်တွေ့မှုတွေကမရှိခဲ့တဲ့အတွက်စစ်ပွေးဖြစ်ခဲ့ရတာမျိုးဖြစ်နိုင်တယ်လို့သူကယူဆခဲ့တာပါ။ဒါပေမဲ့အခုအချိန်နေမှာတော့ဒီ American ဘက်ကနေပြီးတော့ဗောနော်ဒီရုရှားအပေါ်မှာသူဖိအားတွေပေးလာတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။အစောကြီးကတည်းကလားအခုလိုမျိုးဖိအားပေးခဲ့မယ်ဆိုရင်စစ်ပွေးအချိန်တွေကဒီထက်ပိုပြီးတော့မှစောစောပြီးဆုံးသွားနိုင်မလားလို့အမေးစရာရှိတာပါ။ ါပေမဲ့လည်းဒီ American ဘက်ကစကားတက်တက်ပြောနေရုံနဲ့မရပဲလက်တွေ့ဆောင်ရွက်ချက်တွေပြုလုပ်ဖို့ကအရေးကြီးပါတယ်။အရင်တုန်းကဆိုရင်ဒီရုရှားဘက်ကိုရင်ကျေးကျေးလေးနဲ့ပဲစစ်ပွေးရပေးပါဆိုပြီးတော့မှတောက်ဆွကြပါတယ်။ဒါပေမဲ့အဲ့ဒီကိစ္စကလွန်ရောကိုမအောင်မြင်ခဲ့တာပါ။ရုရှားဘက်ကတော့အမြဲတမ်းလိုလိုဂယူးမဆိုင်ပဲဘေးအရာမှ ပြောင်းလဲမှုလည်းမရှိခဲ့တာပါ။ဒါကြောင့်ငင်းကြေးရေးဆွေးနေတယ်ဆိုတဲ့ကိစ္စဟာအချိန်ဖြုံးပြစ်တာဖြစ်ပြီးတော့ဘေးအရာမှမပြီးမြောက်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ဒီရုရှားအပေါ်မှာပို့ပြီးတော့မှ PR တွေပေးတင်ပါတယ်အဲ့ဒီ PR ပေးတဲ့နည်းတွေကဘာလဲဆိုတော့ဒီဘိတ်ဆိုအရေးယူမှုတွေပြီးရူကရိန်းအတွက်လက်နက်တွေပို့ပေးတာတွေထောင်နေရေးသတင်းတွေမျှဝေတာတွေနောက်ပိုင်းမှာ NATO အဖွဲ့ဝင်ဖြည့်ခွင်းပေးမယ်လို့ကတိပေးတာတွေပြီးလုံခြုံရေးအာမခံချက်ပေးတာတွေမဟာမိတ်အဖွဲ့ကိုကူညီတာတွေဒါမှမဟုတ်ဒီယူကရိန်းနားမှာလေရန်မပြန်တမ်းရဆုံးတတ်မှတ်တာတွေလုပ်လို့ရပါတယ်အခုချိန်မှာဒါတွေဟာစကလုံးတွေသာဖြစ်နေသေးပေမဲ့ဒီစစ်ပွဲတွေကိုစကားတွေနဲ့ရှေ့အဆုံးသတ်လို့မရပါဘူးလုံရက်တွေကပဲအဆုံးသတ်နိုင်ပါတယ်ဒါပေမဲ့ အမေရိကန်ဘက်ကအခုလိုလေတံပြောင်းလဲလာတာကကောင်းမွန်တဲ့ပထမရှင်လင်းဖြစ်ပြီးတော့လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာတော့အပြူသဘောဆောင်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒီနေ့ပြီးတော့ကတော့တော့ပါပဲဒီ25ရက်နေ့ကဒီယူကရိန်းဘက်ကပြစ်ရှားလိုက်တဲ့ရုရှားဂျက်ဖိုက်တာအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မိတ်ဆွေတို့အနေနဲ့ဒီမြောက် knowledge sharing channel မှာတော့ကြည့်လို့ရပါတယ်။နောက်နေ့ဒီမှာလည်းကျွန်တော်အခုလိုမျိုးဒီ letter ဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံရဲ့အခင်းအကျင်းတွေဘ ഹു ဒုရရရှိပြီးတော့မှထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုလည်းတင်ဆက်ပေးနေအောင်ပါမို့။စောင့်မျှော်ပြီးတော့မှကြည့်ရှုကြပါအောင်ခင်ဗျာ။ နောက်ထပ်ဗီဒီယိုတစ်ပုံမှကျွန်တော်တို့ကြံ့ကြံ့မှမှာနဲ့ပြန်တွေ့ရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေလူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဇေနောအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်399 668 912 625နဲ့399 965 8539လေးလေးတူတူနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ် ကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရောရှင်